ေဆန်သေဆုံးပြီးညမှာတော့အခင်းဖြစ်ပွားရနေရအလောင်းတွေကိုရှယ်ရီကလာရောက်သယ်ယူနေကြပါတယ်။အစွန်လိုက်အပြုံလိုက်တက်ပြတ်ခံရမှုမှာအလောင်းတွေကလည်းတောင်းလို့ပုံနေပြီးဒီညကတော့ရှယ်ရီအတွက်အလုရှုပ်ဆုံးညပါပဲ။ကောက်ရိုးကိုတောင်တွေကလူသက်လက်နက်ဖြစ်တဲ့ပစိမ့်အပြင်တရကံဖြစ်သူဂျေဆန်ရဲ့အလောင်းကိုလည်းရှယ်ရီကဂယုတဆိုင်ထုတ်ဖို့ကသေဆောင်လာကြပြီးရှင်ခွဲရုံကိုပို့လိုက်ကြပါတယ်။ဒေါက်တာကအလောင်းကိုမစစ်ဆေးသေးပဲအေးကန်းထဲမှာနက်စမာချစ်သူလေးနဲ့ချင်းတွေ့နေခဲ့ကောင် နက်စမလီနဲ့ချီလိုဖို့စူးစမ်းနေတော့မှကောင်းကန်ရောက်မှဂျေဆန်ရဲ့လက်ကြီးကပေါင်ပေါ်ကိုပြုတ်ကျလာလို့အရှင်းပြတ်သွားကြပါတယ်။ဒါကြောင့်နှစ်ယောက်သားကိုလိုကိုပြန်လို့ကြရင်ဒေါက်တာကဂျေဆန်အလောင်းကိုရှီခဲခန်းနဲ့ထည့်လိုက်ပြီးတော့ TV ကြည့်နေပါတယ်။ဒါပေမဲ့တကားပြန်ပွင့်လာခဲ့ပြီးသူကလည်းတတိမထားမိပဲ TV ထဲပဲဆံဝင်နေပါတယ်။အဲ့ဒီအချိန်ဂျေဆန်ကအနောက်ကနေပေါ်လာပြီးသူ့ရဲ့လေပင်ကိုလွှားနေဖြက်ခေါင်းကိုလှည့်ချိုးပြီးတော့ဖြုတ်ပစ်လိုက်ပါတယ်။တစ်ဖက်မှာနက်စမလီကတော့အလုတ်ထဲစိတ်မပါတော့တာကြောင့်စစ်ပလင်းတွေကြောက်ခွဲကုန်ပြီးတန်ရှင်းရေးပြန်လုံနေတဲ့အချိန် မိရရုတ်တရက်ပြတ်သွားပါတယ်။နောက်ကနေလဲခြေတံတွေကြားလာရလို့သူ့ကောင်လေးပြန်လာချော်တယ်လို့ထင်ပြီးစိတ်ကောင်းနေခဲ့ပေမဲ့တကယ်တမ်းခြေဆံဖြစ်နေခဲ့ကသူမကိုလေဘင်းကနေကင်မြောင်လိုက်ပါတယ်။အဲဒီနောက်ခွဲစိတ်ဓာတ်နဲ့ရင်ကိုခွဲပြီးတော့တက်ပြစ်လိုက်ပါတော့တယ်။တဖက်မှာတော့တောနာမှာနေထိုင်ကြတဲ့ Trato Meter စု၃ယောက်ရှိပြီးမိဘတွေကလန်ခွဲလဲကြပြီဖြစ်လို့ဒါမိ၃ယောက်သာအတူတူနေထိုင်ကြပါတယ်။ သူတို့ရဲ့ကရက်ကအိမ်ကိုလူငယ်6ယောက်ကငားလိုက်ပြီဆိုတဲ့တဲ့ရင်ကိုထရက်တူတာမီတွေကပြောဆိုနေကြပြီးအငယ်ဆုံးလေးတူမီကိုလည်းစစ်တစလူသက်သမားအကြောင်းပြောပြရင်ဟိုးဟိုးတီတီရှောင်မသွားဘူးမှားနေပါတယ်အိမ်ငားမဲလူငယ်လေးတွေကတော့တော်ရဲလန်ပြောင်းနေကြပြီးတနည်းအားအရောက်မှာကာတာစီးတဲ့အမျိုးသမီးနဲ့တုံခဲ့ပါတယ်ကားကသူတို့6ယောက်နဲ့တင်ပြေးနေတော့ဘောကမတင်မဲဒီအတိုင်းထွက်လာခဲ့ပြီးအမျိုးသမီးကလည်းဆေးဆိုရင်တန်ရစ်ခဲ့ပါတယ်အမျိုးသမီးလည်းစိတ်ပြက်လက်ပြက်နဲ့ပါလာတဲ့ငပြောသည့်သလုံးကိုခွန်စားနေချင်းနောက်ကနေခြေတံကြားလိုက်ရလို့လက်ကြည့်လိုက်တဲ့အခါမှာ ဂျေဆာအမျိုးသမီးရဲ့ငယ်တိတ်ကနေလေပင်အထိပေါက်ထွက်အောင်ဓာတ်နဲ့ထိုးကတက်ပြလိုက်ပါတယ်။ဂျရတိုသားမီးတွေကတော့ညစာစားဖို့ပြင်ဆင်နေကြပြီးပီဇာမစားရလို့စိတ်ကောင်းနေတဲ့တိုမီကိုဝိုင်းကစားနောင်နေကြပါတယ်။ဒီအချိန်လူငယ်အဖွဲကလမ်းပြောက်သွားလို့မိုးချုံမအင်ဂျီစီကိုရောက်လာကြပါတယ်။ဒါနဲ့ပဲဆဆုစိန်လေးတိုမီကသွားကမိတ်ဖွဲခဲ့ပါတယ်။ညာနယ်လိုအဲ့ချင်းရောက်တော့တူမီကမအိပ်သေးပဲအရှိအအရာအမကြီးအဝတ်လေတာကိုထန်ကြည့်ရင်သဘောတွေကျနေပါတယ် ီလိုနဲ့ရုတ်တရက်အမေရောက်ဝင်လာတော့အချင်းအောင်ဆောင်နေလိုက်ပြီးအမေထွက်သွားမှအမကြီးနဲ့သူ့ရီစာရဲ့ချစ်ဇက်လန်းကိုဆက်တည်နေလိုက်ပါတယ်။မနေ့ရောက်တော့ဘောရိုအဖွဲကခရစ်စတယ်ရေကန်ကြီးစီထွက်လာကြပြီးဘယ်လန်းကသွားရမလဲမသိလို့လမ်းမှာတွေ့တဲ့အလှလေးနှစ်ယောက်ကိုမေးကြည့်လိုက်ကြပါတယ်။ကမာလီရီကလည်းအဲ့ဒီကိုသွားမှမလို့ဘောရိုအဖွဲကိုသူတို့နဲ့အတူလိုက်ခဲခိုင်းလိုက်ပါတယ်။ရေကန်စီရောက်တော့လုံငယ်ရီပီပီအစမ်းကုန်ပြောနေကြပြီးဒီအချိန်ထရက်တို့မောင်နှမကခွေးလိုက်ဖန်ရင်ရေကန်နာကိုရောက်လာကြပါတယ်ရေကန်ထဲမှာပေါ်ရိုးအပွဲကမိမွေးတိုင်းပမွေးတိုင်းလေးတွေအတိုင်းရေကူးနေကြတော့ ထရက်ကသူ့မောင်ကိုအမြန်ပြန်ခေါ်သွားပါတယ်ပေါ်လို့တွေကထရက်ကိုပါရေကူးဖို့လမ်းခေါ်ကြပြီးညကျရင်ပါတီရှိဆောင်မှတခါရဲပြောခဲ့ပါတယ်ဒီလိုနဲ့အိမ်ကိုပြန်လာကြရင်လမ်းမှာကားပြတ်သွားခဲ့ပြီးစက်ပစ္စည်းတွေကလီတက်တဲ့တူမီကကောင်းဟိုဟိုတီတီရှောက်ကြည့်ခဲ့ပါတယ်အဒီမှာဝုံဝံဖမ်းမှုတော်ရဲရောက်လာတဲ့မုတ်ဆိုလီရောနဲ့ဆုံခဲ့ပြီးကားကိုပြင်ပေးခဲ့ပါတယ်။ဂျေဇုဆက်တဲ့အနေနဲ့လမ်းကြောင်းခေါ်လာပေးခဲ့ပြီးရောမရှိကန်နာမှလူတွေရှိလား။ဒါမှမဟုတ်ဒီနီနာမှခရီးထွက်လာတဲ့သူတွေရှိလားလို့မေးတာကြောင့် ထွက်ကလည်းမနေကမှသူတို့အိမ်နာကိုလူငယ်တစုပြောင်းလာတဲ့အကြောင်းပြောပြခဲ့ပါတယ်။ဒီလိုနဲ့ထွက်တို့အိမ်ကိုရောက်လာတော့ရောကသူခကြီးကိုထတ်ဆက်ဖို့လုပ်ခဲ့ပြီးထွက်ကအိမ်ထဲဝင်မှအုံလို့ပြောပြီးမှညင်လိုက်ပါတယ်။ဒါပေမဲ့တူမီကသူဖန်တီးထားတဲ့အယုတ်တွေကိုကြွားကျင်လို့ဝင်ခဲ့ပါဆိုပြီးအတင်းခေါ်လာကြဝင်လာလဲရပါတယ်။အိမ်ထဲကိုရောက်တာနဲ့တူမီကသူ့အခန်းထဲကိုအတင်းဆဲခေါ်သွားပြီးသူဖန်တီးထားတဲ့ချစ်စရာအယုတ်ကလေးတွေကိုပြခဲ့ပါတယ်။တပတ်မှာဘောရိုးအဖွဲကပါတီလုပ်နေကြပြီး ကောမဆွန်သေးတဲ့ဂျင်မီနဲ့တက်တီတို့နှစ်ယောက်ကလမ်းမဆုံခဲ့တဲ့ကောင်မလေးနှစ်ယောက်ကိုဝင်လုံးကြပါတယ်။ဂျင်မီကတော့ဘယ်တန်စားမှမကဘူးသေးတဲ့ကာကွယ်စမ်းတွေနဲ့တီနာရဲ့အသေးကိုချွေနေခဲ့ပြီးတက်တီကတော့နောက်တစ်ယောက်ကိုအမိုက်စာတော်ကီတွေနဲ့ချုပ်နေပါတယ်။ရွှေကတော့ခရီးဆက်ရအောင်မဲရော့ကိုစိတ်မကောင်းစွာနဲ့နှုတ်ဆက်စကားဆွနေပြီးရော့ကလည်းအနမ်းလေးပေးရင်တန်နေသေးတဲ့ခရီးကိုဆက်ဖို့ထွက်ခွာသွားပါတော့တယ်။ပါတီမှာတော့ပျော်ပျော်ပါပါဂိမ်းတွေဆော့ကစားနေကြရင်အရက်ပြိုင်တောက်တဲ့ဂိမ်းမှအနံ့ရသွားတဲ့တီနာကသူ့ကျေအနေနဲ့ပေါ်နဲ့တွဲကားချက်ချောင်းပြောပြီးအထာရီပေးနေတာကြောင့် ဒီမခံနိုင်တဲ့ဆန်ကရေကူးဖို့ပဲထွက်သွားလိုက်ပါတယ်။စုံမလိုလိုနဲ့သူများနောက်ပါသွားခဲ့ပြန်တဲ့ချိန်ပါကြီးတက်ဒီကတော့ပေါ်နဲ့ဒီနာတို့တွေကနေတာကိုထိုင်ကြည့်ရင်တော့ပွားလို့နေပါတယ်။တပတ်မှရေကန်စီထွက်လာတဲ့ဆန်ကတယောက်တည်းလိုလိုလက်လက်ရေကူးနေရင်လှေပေါ်မှာအနားယူနေတဲ့အချိန်မှာဂျေဆန်ရောက်လာခဲ့ပြီးလှေဝမ်ပိုက်ကနေတားရှိတစ်ချောင်းထိုးသွင်းလိုက်တာကြောင့်ဆန်တယောက်ရေလဲမှတဲ့အသက်ပြောက်ခဲ့ရပါတယ်။ငပွေမာလေးဒီနာကတော့အတူအဖို့ပေါ်ကိုတောင်းဆိုနေခဲ့ပြီးဘောကတော့လက်မခံနိုင်ကြောင်းပြောကဆန်ကိုထွက်ရှာခဲ့ပါတယ်။ ီလိုနဲ့ကန်ထဲကလေပေါ်မှာလဲနေတဲ့ဆမ်ကိုတွေ့တော့ပြန်ချောဖို့သူ့ပါကန်နဲ့ဆင်းလာလိုက်ပြီးအနားရောက်တော့မှသွေးတန်တရေရေနဲ့တည်နေတာကိုတွေ့လို့လမ်းဖြတ်သွားခဲ့ကောင်ရေထဲကနေပြန်တက်လာဖို့စ조사ခဲ့ပါတယ်ဒါပေမဲ့ဂျီဆန်ကရေထဲကနေပေါ်လာပြန်ပြီးပေါ်ရဲ့ငယ်ပါကိုမှိန်နဲ့ထိုးကတပ်ပစ်လိုက်ပါတယ်ဒီအချိန်ကန်နာမှစကန်ချနေတဲ့ရောကပေါ်ရဲ့အတန်ကိုကြားသွားခဲ့ပြီးတော်ရဲကိုလိုက်ရှာကြည့်ပါတယ်အပြန်မှာသူ့တဲတဲကနေထွက်လာတဲ့လူရိတ်တစ်ခုကိုတွေ့လိုက်ရပြီးသွားရှာကြည့်လိုက်တော့သူ့ရဲ့အမဲလိုက်တဲ့နဲ့ဟာနှစ်ပိုင်းချိုးကန်ထားရပါတယ် ီနာကတော့ဘောဟုမရတာနဲ့ဂျင်မီဘက်လှည့်သွားပြန်ပြီးအပေါ်ဓာတ်ကိုသွားကနှစ်ယောက်တည်းတာယာနေကြပါတယ်။တန်ရည်သူနှစ်ယောက်ဖြစ်တဲ့ထက်ဒီနဲ့ဒါရာတို့ကတော့မထူးဆက်ပဲခင်းလိုက်ရပြီးထက်ဒီကအဖော်ချွတ်တိတ်ခွေတခွေကိုတွေ့သွားတာကြောင့်ဆာရာတို့အတွေ့နဲ့အတူထန်ကြည့်ခဲ့ပါတယ်။ညာကလည်းတဖြည်းဖြည်းနဲ့လာတော့ဇာဝါကအိမ်ပြန်မှုဒီနာကိုသွားခေါ်ပါတယ်။ပြောလို့မဝသေးတဲ့ဒီနာကတော့ဒါရာကိုတယောက်တည်းပြန်မှုပြောလိုက်တာကြောင့်ဒါရာလည်းစိတ်ဆိုပြီးတယောက်တည်းပြန်မှုလုပ်ခဲ့ပါတယ်။မိုးရီကလည်းတဲတဲမဲမဲရွာနေတဲ့အချိန်အရှင်းမရထားတဲ့သူ့စပိန်လေးကိုထုတ်နေတော့ ဂျေဆန်ကသူ့ရဲ့ဘိုက်ကိုဓာရှိနဲ့ထိုးပြီးတက်ပစ်လိုက်ပါတယ်။အထဲမှာ TV ကြည့်နေကြတဲ့အထဲဆာရာတို့အတွေ့ကပါအပေါ်ကိုတက်သွားကြပြီးထထီတယောက်ထဲသာတန်ရစ်ခဲ့ပါတယ်။တစ်ဖက်မှာထရဲရဲ့အမေကအိမ်ကိုပြန်လာတော့ကလေးနှစ်ယောက်ကိုမတွေ့လို့လိုက်ရှာရင်ဂျေဆန်ရဲ့တက်ပစ်တာကိုခံလိုက်ရပြီးထရဲကတော့သူ့မောင်လေးနဲ့အတူခွေးကလေးကိုလိုက်ရှာနေရင်မိုးချုံမအပြင်ကနေပြန်ရောက်လာပါတယ်။ခွေးကလေးကအိမ်ကိုလည်းအခုထိပြန်ရောက်မလာသေးတာကြောင့်ထရဲကတော့ရဲမှထပ်သွားရှာရင်ရောရဲ့စကန်စာတယ်လီကိုတွေ့သွားပါတယ်။ ဒါကြောင့်ရောအလာကိုစောင့်နေလိုက်ရင်နောက်ကနေလူရဲတစ်ခုပေါ်လာပြီးတော့ truck ကိုဒါနဲ့ပိုင်ချလိုက်ပါတယ်။အဲဒီလူကရောပဲဖြစ်နေခဲ့ပြီး truck တယောက်အချိန်မီတဲပြင်ထွက်လာလို့ဒါနဲ့ခုတ်ခံရရဲ့ရန်ကနေတီတီလေးလွတ်လာခဲ့ပါတယ်။ရောကတတနတ်ကိုချိုးသွားတဲ့လူစိမ်းလို့ထင်နေခဲ့တာဖြစ်ပြီးတစ်ဖက်မှာဂျင်မီတို့ကသူတို့ကိစ္စတွေအပြီးအောက်ထပ်ကိုပြန်ဆင်းလာပါတယ်။ဂျင်မီကသူ့အတွေ့အကြုံတွေကိုထပ်တီးစီပြန်ကြားခဲ့ပြီးသူ့ကိုယ်သူကုံပြို့ဖို့မိဖို့ကန်ထဲမှာဝိုင်းပလင်းသွားယူခဲ့ပါတယ်။ပေါက်တံမတွေးလို့ထပ်တီးကိုလမ်းအောင်မင်းနေတော့ ဂျေဆန်ကဖောက်တန်နဲ့သူ့ရဲ့လက်ကိုထိုးဆိုင်လိုက်ပြီးပြန်အလဲမှာလေးမျက်နှာကိုတားနဲ့ခုတ်ချလိုက်ပါတယ်ဒီနာကတော့ဒါရဆပိန်ရှိနေသေးတာကိုတွေ့လို့မပြန်သေးဘူးလားတွေးနေတော့ဂျေဆန်ကပြတင်းပေါက်ကနေသူ့မကိုဆွဲကအောက်ကိုပြစ်ချလိုက်ပါတယ်အောက်ကကားပေါ်ကိုအချိန်နဲ့ပြုတ်ကျသွားတဲ့ဒီနာကတော့ပွဲချင်းပြီးသွားပြီးတပတ်မှာရောကသူညမကိုဂျေဆန်လို့ခေါ်တဲ့စိတ်တစားလူသက်သမားကတက်သွားတဲ့အကြောင်းပြောပြနေပါတယ်။သူဒီကိုလာရတာကလည်းဝုံဝုံဖန်မှုမဟုတ်ပဲဂျေဆန်ကိုလာရှာတာလို့ပြောပြလာတော့ရက်ကသူတီထားတဲ့လောက်ဂျေဆန်ဟာတည်သွားပြီဖြစ်တဲ့အကြောင်းပြန်ပြောခဲ့ပါတယ်။ ဒါပေမဲ့ရင်ခွဲရုံကနေဂျေဆန်ရဲ့အလောင်းကပျောက်သွားပြီးဝန်ထမ်းနှစ်ယောက်လည်းအစာအနာမရှိပြောင်းနေတာကြောင့်ဂျေဆန်ဟာမသေးသေးဘူးလို့ရော့ကရှင်းပြပါတယ်ဒီတော့မှထရက်တယောက်အိမ်မတယောက်တည်းတန့်ခဲ့တဲ့မောင်ဖြစ်သူကိုတတိယသွားပါတယ်ဂျေဆန်ကတော့မြင်မြင်သမျှအကုံလိုက်တက်နေပြီးဒီတစ်ခါမှထရီစီကိုရောက်လာခဲ့ပါတယ်ပရိုဂျက်တာနားမှာရက်နေတဲ့ထရီရဲ့နောက်ဆက်ကိုဒါနဲ့ထိုးလိုက်ပြီးအပေါ်ထဲမှာရှိနေတဲ့ဆာရာတို့အတွေ့အစီဆက်လေလာခဲ့ပါတယ်ဆာရာတို့အတွေ့ကအတူတူရေချုံးနေကြရင်ဆာရာကအောက်ကိုအရင်ဆင်းသွားပြီးအခန်းမှာကျူဆောင်းနေပေမဲ့ တန်ခဲ့တဲ့ဂျင်းစီကိုတော့ဂျေဆန်ကရောက်လာပါတယ်။ဂျေဆန်ကရေချိုးကမ်းမှန်ကိုဖောက်ပြီးဂျင်းရဲ့မျက်လုံးတွေကိုနှိုက်ထုတ်ခဲ့ကဦးကောင်းတစ်ခုလုံးကျုံဝဲနေတဲ့အထိနှံ့ရမဖိကတက်ပြစ်လိုက်ပါတယ်။ဒေါ်တော်နဲ့ပေါ်မလာသေးတဲ့ဂျင်းကိုဆာရာကပြန်တက်ခေါ်တဲ့အချိန်မှာမှန်တကားပေါ်မှာတွဲလောင်းချိန်နေတဲ့ဂျင်းရဲ့အလောင်းကိုမြင်ပြီးအလက်တကြားအောက်ကိုပြန်ဆင်းပြေးလာခဲ့ပါတယ်။ဒါပေမဲ့တကားတွေကလည်းကြားနေပြီးအပြင်ကိုထွက်ဖို့အသေးအတန်ရှုံးကန်နေခဲ့ပြီးမြဲလေ။အပြင်ကနေဖောက်ဝင်လာတဲ့ပစိန်တစ်လက်ကသူမရဲ့ရင်ဝါကိုစိုက်သွားပြီးဆာရာလေးအသက်ပြောက်ခဲ့ရပါတယ်။ တယောက်တည်းတန်ခဲ့လို့ကြောက်နေတဲ့တိုမီစီကိုထရက်တိုကအမြန်ဆုံးပြန်လာခဲ့ကြပြီးအခုချိန်ထိအမေဖြစ်သူကပြန်မလာသေးလို့ပုံဆက်ကြည့်ပေမဲ့ဂျင်ဆန်ကဖုန်းလိုင်းတွေကိုပြန်လိုက်လို့ဆက်သွယ်လို့မရခဲ့ပါဘူးဒါကြောင့်ထရန်နဲ့ရော့ကအကျိုးဆောင်မိဖို့အင်ရှင်အင်ကိုသွားခဲ့ကြပြီးတယောက်တည်းတန်ခဲ့တဲ့တိုမီကတော့ရော့ရဲ့အိတ်ထဲကဂျင်ဆန်အကြောင်းသတင်းစာအပိုင်းစာတွေကိုတွေ့လို့ဖတ်ကြည့်ခဲ့ပါတယ်တပတ်မှာရော့တို့ကပစိမ်းနဲ့ခုတ်ခံထားရတဲ့တကားချန်နဲ့ချီယာလဲရပြန်နေတဲ့ပရိဘောကတွေကြောင့်အပေါ်ဓာတ်ကိုတတိနဲ့တက်သွားလိုက်ကြပြီးရွတ်ရဲမီတွေကလည်းပြတ်သွားပါတယ် မိဆက်သွားဖွင့်မှုထရက်ကိုအပေါ်မှာထားခဲ့ပြီးရော့ကမြေအောက်ခန်းနဲ့ဆင်းသွားလိုက်ပါတယ်။ထရက်ကတော့ရေချိုခန်းထဲကိုဝင်သွားလိုက်တဲ့အခါတကားမှချိတ်ဆွဲခံထားရတဲ့ဂျင်းရဲ့အလောင်းကိုမြင်ပြီးရော့ကိုအပြေအလွန်သွားပြောခဲ့ပါတယ်။ဒါပေမဲ့ဂျေဆန်အတူရောက်နေပြီးသူမရှိမှတင်ရော့ကိုတပ်ပြလိုက်ပါတယ်။သူမလုံးနိုင်တာဆိုလို့ထွက်ပြေးဖို့ပဲရှိတော့တာကြောင့်မြေအောက်ခန်းထဲကနေပြေးထွက်လာပြီးမဲ့တကားပေါက်တိုင်းမှာအလောင်းတွေရှိနေတာကြောင့်ပြတင်းမောင်းမှန်ကိုခွဲပြီးအိမ်ကိုပြန်ပြေးလာလိုက်ပါတယ်။အိမ်နောက်အိမ်တကားတွေကိုတစ်ချပေးလိုက်ပြီးပုံနေဖို့လုပ်ပေမဲ့ ဂျေဆန်ကရောရဲ့အလောင်းကြီးကိုအိမ်ထဲပြစ်သွင်းလိုက်တာကြောင့်တကားရီလေးကျုပ်ပဲကုန်ပါတယ်။ခေါင်းမပေါက်ချုံတစ်ချောင်းနဲ့ဒိုးဆိုင်ကအသက်ခံထားရတဲ့ရောကိုမြင်တော့စိတ်မကောင်းဖြစ်သွားတဲ့အချိန်အပေါက်နားမှာယက်နေတဲ့တွန်မီကိုဂျေဆန်ကလာဆွဲခဲ့ပါတယ်။ထရယ်လေးကင်ထားတဲ့တူနဲ့ဂျေဆန်ကောင်အသက်ကောင်ထူခဲ့ပေမဲ့မျက်နှာပုံးခန့်နေလို့အနောက်ကအချုံနဲ့လေပင်ကိုပဲထိုးချလိုက်ပါတယ်။အိမ်နောက်အပေါ်တက်ကအိမ်ခန်းထဲမှာမောင်နှမနှစ်ယောက်လုံးဝင်ပုန်းနေလိုက်ကြပြီးဂျေဆန်ကတော့လက်မလျှော့ပဲအခန်းတကားကိုပြက်ပြီးဝင်မှုစူးစမ်းနေပါတယ်။ဒါကြောင့်ထရယ်တယောက်ကြံရမရတော့တဲ့အဆုံးခုံပေါ်ကကွန်ပျူတာကိုမှပြီး ဂျေဆန်ကောင်ကိုထူချောင်းလိုက်တာကြောင့်ရှော့ဖြစ်ပြီးဂျေဆန်လည်းလဲကျသွားပါတယ်။ဒါပေမဲ့အသက်ပြင်းလွန်လာတဲ့ဂျေဆန်ကပြန်ထလာပြီး truck ကိုထားဆွဲတာကြောင့် truck လည်းအတင်းယုံကန်ရင်ထွက်ပြေးခဲ့ပါတယ်။ဂျေဆန်ကသူ့အသားကိုနာအောင်လုပ်တဲ့ trainer ကိုပဲတဲကြီးမဲကြီးလိုက်သွားချင်းတူမီကသူ့စပင်တွေကိုကတ်ကြီးနဲ့ညှက်ပြနေပါတယ်။ truck ကတော့ဂျေဆန်တိုက်ခိုက်သမျှကိုအလိုလဲခံနေရပြီးစပင်တွတ်တွတ်ကျဲတဲ့ဖြစ်နေတဲ့တူမီကအောက်ကိုပြန်ဆင်းလာခဲ့ကောင်ဂျေဆန်ရဲ့နာမည်ကိုခေါ်လိုက်ပါတယ်။သူရဲ့ငယ်ဘဝနဲ့စင်တူနေတဲ့တူမီကိုမြင်တော့ဂျေဆန်က truck စီကနေအာယုံပြောင်းသွားပြီး တူမီရလည်းသူ့ကိုမှတ်မိလားလို့မေကဂျေဆန်ကိုလှေစားလိုက်ပါတယ်။ဒီချိန်ထရက်ကဓာတ်ကိုကောက်လိုက်ပြီးဂျေဆန်ကိုအလဲဝဲခုံပေမဲ့သူ့မျက်နှာဖုံးကိုပဲခုံမိသွားပါတယ်။မျက်နှာဖုံးအောက်ကစိုးရလာတဲ့ဂျေဆန်ရုပ်ကြီးကိုမြင်တော့ထရက်ဟာကင်ထားတဲ့ဓာတ်ပါလွတ်ကျသွားပါတော့တယ်။ကြောက်စိတ်တွေကပုံမပြန်ထလာခဲ့ပြီးဂျေဆန်ကတိုက်ခိုက်ဖို့လာနေတာတောင်မပြေးနိုင်ဖြစ်နေခဲ့တဲ့ထရက်ဟာအသက်ခံရတော့မဲ့စစ်စဲမှာပဲ။တူမီကဓာတ်ကိုလင်းလင်းမြန်မြန်ကောက်လိုက်ပြီးဂျေဆန်ရဲ့မျက်နှာကိုအားနဲ့လွှဲခုံလိုက်ပါတယ်။အဲဒီတော့မှဂျေဆန်ဟာကောင်းတစ်ချမ်းလုံးပြက်လူနီးပါးဖြစ်သွားပြီးလဲကျသွားခဲ့ပါတယ်။ ထွက်ကလည်းသူ့မောင်လေးကိုဖက်ကငိုကျေးနေလိုက်ပြီးတူမီကဂျေဆန်ရဲ့လက်လုတ်သွားတာကိုမြင်လိုက်ရတာကြောင့်ချက်ချင်းပဲသူ့အမကိုတွန်းထုတ်လိုက်ပြီးဂျေဆန်ကိုဓာတ်နဲ့အချက်ပေါင်များစွာထတ်ခုတ်ခဲ့ပါတယ်။အရွယ်နဲ့မလိုက်အောင်တက်ရဲဖြက်ရဲတဲ့မောင်ဖြစ်သူကြောင့်ထွက်တယောက်တတိလစ်သွားခဲ့ပြီးနိုးလာတော့ဈေးရုံပေါ်မှာရောက်နေခဲ့ပါတယ်။တိုက်ခိုက်ခံရတဲ့ဒဏ်တွေကြောင့်ပကုံးခွဲဆေးရမယ့်အကြောင်းကိုဆရာဝန်တွေကပြောပြခဲ့ပြီးထရက်ကတော့သူ့မောင်လေးရဲ့ထူဆန်းတဲ့အပြုမှုတွေအကြောင်းဆရာဝန်တွေကိုပြောပြခဲ့ပေမဲ့ဆရာဝန်တွေကတော့တခါတလေအလွန်အမင်းချင်းချောက်ခံရမှုတွေကြောင့် ကိုကိုကိုကာကွယ်ဖို့ပြုမူတာကပုံမှန်ပါပဲလို့မှတ်ချက်ပေးခဲ့ပါတယ်။နောက်တော့တိုမီကအခန်းထဲဝင်လာခဲ့ပြီးအမားဖြစ်သူကိုပွေဖက်ကနှစ်သိမ့်ပေးခဲ့ပြီးတော့ကြော်ချမ်းစရာအကြည့်တွေနဲ့တပတ်ကိုလှမ်းကြည့်နေခဲ့ရင်ဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။နောက်တစ်ပိုင်းမှာဘာတွေဆက်ဖြစ်လာအောင်ပါလဲ။ကောင်းလေးရဲ့အရွယ်နဲ့မလိုက်အောင်တည့်ရဲဖြစ်ရဲတဲ့ပြီးစားကရောဘလို့အရာတွေကိုဖန်တီးဖြစ်ပေါ်လာစေအောင်မလဲဆိုတာတော့နောက်တစ်ပိုင်းမှာပဲဆက်လက်ရှုစားပေးကြပါဦးနော်။နာဆင်အပေးခဲ့ကြတဲ့ပရိသတ်တအူးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ တာယာပျော်ရွှင်သောနေ့ရက်လေးဖြစ်ပါစေလို့ကျမတို့ရဲ့တော်မူဗီ channel လေးကနေစုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်